အားလုံးပဲနော်ခင်ဗျာဒီနေ့တော့ကျွန်တော်တို့စာဖတ်ပြမယ် အဲ topic လေးပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်အဲ့တော့ trader တယောက်အနေနဲ့ဒီ trading in the zone method class တော့ trading in the zone စာအုပ်ကိုဟောကျွန်တော်ဒီမှာအရင်ကတော့ကျွန်တော်စောက်တီရောင်းတယ်ပေါ့နော်စောက်တီရောင်းတယ်ဒီမှာတော့ကျွန်တော်မရောင်းတော့ဘူးစောက်တီကိုစောက်တီမရောင်းဘဲနဲ့ကျွန်တော်ထပ်ပြီးတော့အာထပ်ဖတ်ဖြစ်တာပေါ့နော်ထပ်ဖတ်ဖြစ်တာနောက်တစ်ချိန်ထပ်ဖတ်ဖြစ်တဲ့စာအုပ်ပေါ့နော်အဲ့တော့ထပ်ဖတ်ဖြစ်ရင်လည်းကျွန်တော်ဒီမှာအာကျွန်တော် YouTube channel ရောကျွန်တော် TikTok က beginner တွေအတွက်ကောဟောတခါတည်းကျွန်တော် မြန်မာလိုဟိုလိုင်ရောညီထွေအောင်ကျွန်တော်ဘာသာပြန်ပြီးတော့ကျွန်တော်ဒီမှာဖတ်ပြသွားမယ်လို့ကျွန်တော်ဟောစဉ်းစားထားတယ်ပေါ့နော်အဲ့တော့ trader trading နဲ့ပဲမှာဒီ trading in the zone လို့ Robert Douglas က trading in the zone လို့စောင့်တည်ရအာမဖြစ်မနေဖတ်ရမယ်စောင့်တည်တဲ့မှာပါတယ်ပေါ့နော်အဲ့တော့ကျွန်တော် beginner trader တွေအတွက်တချို့အင်္ဂလိပ်စာအားနေတဲ့အဲ beginner trader တွေအတွက်ကိုလည်းရည်ရွယ်ပါတယ်အဲကျွန်တော်ကျွန်တော်အမြဲတမ်းလာမေးတယ်ပေါ့နော် ဟိုအင်္ဂလိပ်လိုဆိုတော့ဖတ်ရတာဟိုဟိုနားလည်လွဲလာပေါ့နော်ကျွန်တော်လာရအခုခင်မှာကျွန်တော် AI ခင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဘာသာပြန်လို့ရတဲ့အဲ AI နေအများကြီးပဲဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဟိုနည်းနည်းလေးစူးစမ်းဖတ်ကြည့်ရင်တော့တုံတန်းဟိုကတော့နားနေမှာပါခင်ဗျာအဲ့တော့အာနိပညာနည်းနည်းလေးလမ်းဝေးတဲ့လေသူတွေအတွက်ဆိုလို့ရှိရင်တော့ဒီကျွန်တော်အခုဖတ်ပြမယ့်အဲဟာလေးတွေကပို့ပြီးတော့ဟောနားလည်ပို့ လွယ်မယ်လို့ထင်ပါတယ်အဲ့တော့ training မှာခေါ်တဲ့အသုံးအနှုန်းတွေနဲ့အဲကျွန်တော်တို့နားလေလွယ်အောင်ဟိုအတက်နိုင်ဆုံးကျွန်တော်ဒီမှာစူးစမ်းပြီးတော့ကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့အပိုင်း did နဲ့အစမှာပေါ့ဗျာအဲ့တော့ trading သေသော backlog လဲဆိုကျွန်တော် trading in the zone နဲ့မှာရှိနေရဲ့အဲကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့ survey လေးပေါ့နော် attitude survey လေးကိုကျွန်တော်တို့အရင်ဆုံးဖတ်ကြည့်ရအောင်ပေါ့နော်ဒါကတော့ပထမပိုင်းအနေနဲ့ကျွန်တော်တို့ဒီသူ survey ကောက်ထားတာလေးကိုကျွန်တော်တို့ trader တွေတစ်ခုပြီးတစ်ခု agree or disagree ပေါ့နော်ဆိုဆိုလိုတာကကျွန်တော်တို့ကျွန်တော်သဘောတူရင်တူတယ်သဘောမတူရင်မတူဘူးပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်တို့တစ်ချက်လေးဟေး survey လေးကောက်ကြည့်အောင်ပေါ့နော်ကဲအရင်ဆုံး နံပါတ်1ကကြတော့ပါလေဆိုတော့သူကကြတော့ to make money as a trader you have to know what the market is going to do next အဲ့တော့ agree or disagree သူကဆိုလိုတာပါလေဆိုတော့ကျွန်တော်တို့ဟို trader တယောက်အနေနဲ့ပတ်စံရှာဖို့အတွက်ဆိုလို့ရှိရင်ねဈေးကွက်ကဘာဆက်လို့မလဲဘယ်ဟိုသွားမလဲပေါ့ဗျာအပေါ်တက်မှာလားအောက်ဆင်းမလားဆိုတော့သိထားရမယ်တဲ့အဲ့ဒီအချက်ကို trader တယောက်အနေနဲ့သဘောတူလားသဘောမတူလား ဒါကတော့ကိုပိုင်ကိုကိုကိုကျွန်တော်တို့ဖြည့်ကြည့်ရမှာပေါ့နော်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့ agree ပါသဘောတူပါတယ်အဲ့တော့ကျွန်တော်တို့ trader တယောက်အနေနဲ့ပတ်စံ trading မှာပတ်စံရှာဖို့အတွက်ဆိုလို့ရှိရင်ဈေးကွက်ကဘာဆက်လုပ်မလဲဘယ်လိုသွားမလဲဆိုတာကိုကျွန်တော်တို့ကအာတိမှရမှာဖြစ်ပါတယ်အဲ့အဲ့အဲ့လိုတိမှသာကျွန်တော်တို့ကပတ်စံရမှာဖြစ်ပါတယ် okay ဒါနံပါတ်1အချက်ပေါ့နော်ဒီ survey လေးကိုကိုမကိုကိုဖြည့်ကြည့်ပါကျွန်တော်နဲ့အဲစန့်ချေဘတ်တယ်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲအဲ့ဒါတည်းကပြဿနာမရှိပါဘူးအဓိကက အာဒီထဲမှာကျွန်တော်တို့ဟိုတခုရလိုက်ရင်ကျွန်တော်တို့အဆင်ပြေပါပြီโอเคနောက်တစ်ခုကကြတော့အာ number 2ပေါ့နော် number 2ကကြတော့ sometime i find myself thinking and that i must be a wave to trade without having to take loose agree or disagree ပေါ့နော်ဒီအချက်ကဘာလဲဆိုတော့ကျွန်တော်တို့ဆုံးရှုံးမှုမရှိဘဲနဲ့ trading လုပ်လို့ရတဲ့နည်းလမ်းရှိရမယ်လို့တဲ့ကျွန်တော်တစ်ခါတလေတွေးမိတယ်အဲ့တော့ oh sometime i find myself thinking ဆိုတော့အခုကိုတွေးမိတယ်ပေါ့ဗျာအဆုံးရှုံးမရှိဘဲနဲ့ ဟုတ်ပြီနော် without and without having to take lose အဆုံးအဆုံးတော့အဆုံးရှုံးခံနိုင်မှုမရှိဘဲနဲ့ trading ပြုလုပ်လို့ရမယ်လို့ရဖို့ဒီလန့်ရှိရမယ်လို့ကျွန်တော်တစ်ခါသေးတွေးမိတယ်ကျွန်တော်အနေနဲ့တော့ဒီဟာကို agree or disagree ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့တော့ disagree ပါအဲ့တော့ကျွန်တော်လက်မခံပါဘူး trading မှာမဆုံးရှုံးမဲနဲ့ကျွန်တော်အောင်မြင်ဖို့ဆိုတာကဘယ် trader မှမရှိပါဘူး trader တိုင်းဟာအရှုံးနဲ့ရင်ဆိုင်ရ ဘူးပါတယ်အဲ့တော့အရှုံးမရှိတဲ့ trader ဆိုတာလည်းမရှိပါဘူးမရှိတဲ့အတွက်ကြောင့်ဒီအချက်ကိုတော့ကျွန်တော်အနေနဲ့ရော disagree ပါကျွန်တော်လက်မခံပါဘူးသဘောမတူပါဘူး okay နောက်ထပ်တစ်ခုကကျွန်တော်နံပါတ်3အချက်ပေါ့နံပါတ်3အချက်ကတော့ making money as a trader is primarily a function of analysis အဲ့တော့ကျွန်တော်နံပါတ်3အချက်က trader တယောက်အနေနဲ့ပတ်စံရှာဖို့အတွက်အဓိကအားဖြင့် အဲဘာတော့တော့ဆိုတော့ function ဆို analysis ပေါ့နော်အ question စိတ်ဖြောင်မှုလုံးဆောင်ချက်တခုတုံးနေတယ်ကုန်သက်တယောက်အနေနဲ့ပတ်စံရှာဖို့အတွက်ပေါ့နော်အာ trader တယောက်အနေနဲ့ကျွန်တော်တို့ပတ်စံရှာဖို့အတွက်ဆိုရင်ရှင်အဓိကအချက်က function ဆို analysis ကိုတုံးပြီးတော့ဟောဟောရှာတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှင်ဒီအချက်ကကြတော့နည်းနည်းလေးအဲကျွန်တော်အနေနဲ့ confuse ဆိုနေနေဖြစ်စေတယ်အဲ့တော့ trader တယောက်ပတ်စံရှာဖို့အတွက်ကို ဟိုအဓိကကြားရတဲ့ချက်က function of analysis တဲ့ question စိတ်ဖြောင်မှုဆိုတာရှိဆိုတာပေါ့နော်အဲ့တော့ question စိတ်ဖြောင်မှု analysis ဆိုတာ analysis ဆိုတဲ့သဘောမှာသူပြောချင်တဲ့သဘောကအာဟို technical analysis လား phenomenal analysis လားအဲ့နှမျိုးစလုံးပေါ်မှာတော့မူတည်တယ်ဒါပေမဲ့ကျွန်တော်တို့ဟို technically อ๋อแต่ว่า fundamentally အပေါ်မှာပဲကျွန်တော်တို့လုံးဝ move တည်နေရတော့မဟုတ်ဘူးဗျာဒီအချက်ကဒါကျွန်တော်အဖြစ်နဲ့အဲ တရားရောက်ကြဖြစ်ရတူချင်ပါနဲ့တူမယ်အဲ့တော့ဟိုအဓိကကကျွန်တော်တို့ technical အရရော fundamental အရရော analysis ပေါ်မှာ multi ရဲဆိုတာဆိုလို့ရှိရင်တော့ကျွန်တော်လုံးဝ multi နေ primarily ဆိုတာအဓိကအားဖြစ်ပေါ့နော်ပြောရမယ်အဓိကအားဖြစ်သွားတော့တူညီလို့ပြောရင်အဲတစ်ဖက်မှာတော့ကျွန်တော် agree လို့ပြောခြင်းတစ်ဖက်မှာတော့ disagree လို့ပြောခြင်းဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအာဒီ trading မှာ အာ trader တယောက်ကပတ်စံရှာဖို့အတွက်ဆိုရှင်အဲကျွန်တော်တို့ psychology mindset တွေအားလည်းတအားအရေးကြီးပါတယ်အဲ့တော့ technically အပေါ်မှာတော့အဓိကမိခိုးရတော့မှန်တယ်ဒါပေမဲ့ကျွန်တော်တို့ကအာဒီ psychology ကိုလည်းကျွန်တော်တို့မိထားလို့မရဘူးเนาะ trading psychology ကအာကျွန်တော်တို့ trader တယောက်ရဲ့အသက်ပါပဲအဲ့ဒီတော့ကျွန်တော်တို့ဒီဒီဒီ risk and reward management တွေအများကြီးပုံမှန်လည်းမူတည်သေးတယ်အဲ့ဒီတော့ကျွန်တော်ကတော့ဒီမှာတော့ ဟိုလက်ခံလက်ခံဆိုတော့ကျွန်တော် primary လို့ပြောထားရတဲ့ကြောင့်ကျွန်မတို့ကျွန်တော် disagree လို့လည်းပေးခြင်းပေးလို့ရရသူ agree လို့လည်းပေးလို့ရပါဘောဒါကတော့အဆင်ပြေတယ်လို့ပေးပါဘောဒါကတော့အစာပေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အဆင်ပြေတယ်လို့ပေးလို့ရပါ Okay number 4ချက်က loses are an unavoidable components of trading အဲ့တော့ကျွန်တော်နံပါတ်၄ချက်ကဆုံးရှုံးမှုတွေဟာအယောင်းဝယ်လုပ်ငန်းမှာကျွန်တော် trading မှာဘောနော်ဆုံးရှုံးမှုတွေဟာရှောင်လွှဲလို့မရတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်ဘောနော် โอเคအဲ့တော့အဲ့ဟာလေးကိုကျွန်တော်တို့ agree ဆို disagree ပေါ့နော်အာ and avoidable ဆိုတာရှောင်လဲလို့မရဘူးလို့ဆိုလို့ရှင်းတာပါအဲ့တော့အရာ trading မှာကျွန်တော်ဆုံးရှုံးမှုတွေကရှောင်လဲလို့မရတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကကျွန်တော်ကတော့ agree ပါဟုတ်ကဲ့ကျွန်တော် trading မှာဆုံးရှုံးလို့အဆုံးရှုံးမှုပေါ့နော်ကျွန်တော်အရှုံးဆိုတာကကျွန်တော်ရှောင်လဲလို့မရအောင်အဲ့ဒီခါအလုံးဝကိုမှန်ကန်တဲ့အချက်ပါပဲအဲ့ဒီအတွက်ကြောင့်ကျွန်တော် agree လို့ပြီးပါတယ်ဟုတ်ကဲ့နောက်တစ်ချက်ကကျတော့ပါတယ်ဆိုတော့ my risk is always defined before i enter the trade အဲ့တော့ risk ကိုကျွန်တော်တို့ already define အမြဲတမ်းကျွန်တော်တို့ဟာအာကျွန်တော်တို့အရောင်းကျွန်တော်တို့ trade မလုပ်ခင်မှာကျွန်တော်တို့ရဲ့ risk ကိုအမြဲတမ်းသတ်မှတ်ထားဆိုတော့ဆိုတော့ဆိုရဲသဘောသူဆိုရဲသဘောဒီမှာအာ stop loss ပေးထားရမယ်ဆိုရဲသဘောအဲ့တော့ risk ကိုအမြဲတမ်းသတ်မှတ်ထားမယ်ကျွန်တော်တို့ကတရာကုန်ခံနိုင်လားတထောင်ကုန်ခံနိုင်လားအာဒါမှမဟုတ်တစ်ဆယ်ကုန်ခံနိုင်လားဗောနော်အဲ့ဒီကိုအဲ့လို risk ကိုအမြဲတမ်း define လုပ်ထားရမယ်တဲ့ trade တခုကိုမဝင်ခင်မှာ risk ကိုအမြဲတမ်း define လုပ်ထားမှာဆိုဒီမှာတော့ agree ဆို disagree ဆိုရှင်ကျွန်တော်ကတော့ agree လို့တတ်မှတ်ပါတယ်အဲ့တော့ကျွန်တော်တို့လက်ခံရမှာဖြစ်ပါတယ် okay နောက်တစ်ချက်ကကြတော့အဲ in my mind နဲ့ there is always a cost associated with finding out what of the market may do next ပေါ့နော်ဒါကဘာကိုပြောစင်တာလဲဆိုတော့ဟိုကျွန်တော် ဟိုနံပါတ်အဲနံပါတ်6ချက်ပေါ့နော်ကျွန်တော်တို့ဟိုဒီ market မှာဘာဆက်လုပ်မလဲဆိုတာကို share ဖေဖို့အတွက်အမြဲတမ်းကုန်ကြစည်တစ်ခုခုရှိရဆိုလို့ကျွန်တော်စိတ်ထဲမှာကျွန်တော်တို့စိတ်ထဲမှာအမြဲတမ်းထင်တယ်ပေါ့ဗျာအမြဲတမ်းရှိတယ်ပေါ့ဗျာအဲ့တော့ market မှာ market ကဘာဆက်လုပ်မလဲဆိုတာကို share ဖေဖို့အတွက်ကိုကျွန်တော်တို့ကုန်ကြစည်တစ်ခုခုဟိုကြိုးပေးရမယ်ပေါ့နော် the cost associated associated ကုန်ကြစည်တစ်ခုခု ဟိုပေးရလိမ့်မယ်ဆိုတာကိုကျွန်တော်တို့ကြောစိတ်ထဲမှာရှိရဆိုတဲ့သဘောကဘာလို့ဆိုလို့လဲဆိုတော့ကျွန်တော်တို့ဟိုဒီ trading မှာ trading လုပ်ဖို့အတွက်ကို market မှာအာရှာအမြဲတမ်းရှာဖွေနေရတယ်ဗျာကျွန်တော်ရှာဖွေပြီးတော့ trade လုပ်တဲ့အခါမှာကျွန်တော်တို့ကုန်စားကြည့်တဲ့အခုတော့ရှိတယ်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အာ market ကအမြဲတမ်းကျွန်တော်တို့ကိုတင်ပေးတယ်အလကားတော့တင်ပေးတော့မဟုတ်ကျွန်တော်တို့ stock lot တွေပေးပြီးတော့ပတ်စံပေးပြီးတော့သင်ရတာပေါ့ဗျာဒါကျွန်တော်ဆရာပြောခဲ့တဲ့စကားအဲ့ဒီဟာကိုဆိုလို့ချင်တာပါဟုတ်ပြီနော်အဲ့တော့ always call associated အမြဲတမ်းကျွန်တော်တို့ market ကကျွန်တော်တို့သင်ပေးဖို့အတွက်ကိုဘာဆက်လုပ်မလဲဆိုတာ share ဖွေးဖို့အမြဲတမ်းကုန်ကြမ်းစစ်တစ်ခုကတော့ပေးပေးနေပါလေ။ဘာလို့ဆိုတော့ကျွန်တော်တို့ကအဲ့မှာ trade မှာ trade နဲ့မှာတင်ရလေးလာတယ်။အဲ့မှာ stall တွေထိတယ်။ကုန်ကြမ်းစစ်တွေက market ကိုပေးနေရတာပေါ့။ပြောတော့ market ကိုပေးပြီးတော့သင်နေရတာ။အဲ့တော့ဆိုလိုတာပါ။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က agree ဆို disagree ဆိုလို့ရှိရင်ကျွန်တော်က agree လို့ပေးပါမယ်။ Okay နောက်ထပ် number 9အချက်ပေါ့နော်။နံပါတ်9အချက်ကကြတော့ I won't even um bother putting on the next trade if I wasn't sure that is was going to be the winner တဲ့ဒါကြတော့ဘာလို့ဆိုလိုတာလဲပေါ့နော်ဆိုတော့နောက်ထပ်အကြောင်းအရာတစ်ခုနောက်ထပ်အကြောင်းအရာတစ်ခုကကြောင်းအောင်မြင်အောင်မြင်မယ်ဆိုတော့မသေးရဘူးဆိုရင်ねကျွန်တော်အဲ့ဒီအကြောင်းအရာကိုဟိုလုပ်ဖို့စိတ်ဝင်စားဘူးဆိုတဲ့သဘောပဲအဲ့တော့ အဲ့တော့နောက်ထပ် trade ပေါ့နော်နောက်ထပ် trade တစ်ခုကနောက် trade တစ်ခုကအောင်မြင်မယ်အဲ TP ထိမယ်ဆိုတာကိုဟိုမသေးချာဘူးဆိုလို့ရှိရင်เนี่ยကျွန်တော်အဲ့ဒီ trade ကိုလုပ်ဖို့စိတ်ဝင်စားဖို့မဟုတ်ဘူးဆိုလို့ရှိရင်ဒါကတော့ကျွန်တော်တို့ကအာ disagree လို့ပြောရမှာဗျာကျွန်တော်တို့က trade တစ်ခုကအာ TP ထိဆိုတော့လကောင် stop loss ထိဆိုတော့လကောင်နှစ်မျိုးတကယ်တစ်ခုရှိတယ်ဘယ်သူမှကျွန်တော်တည်တည်ချာချာအာအတက်အကြီးဘယ်သူမှကျွန်တော်တို့ကပြောနိုင်တာမဟုတ်တဲ့အတွက်ကြောင့်ဒီအချက်ကိုတော့ကျွန်တော် disagree လို့ပြီးမယ်ဗောဗျာ โอเคနောက်ထပ်နံပါတ်8အချက်ပေါ့နော်အဲ8ချက်လေးပြီးရင်တော့ဒီနေ့အတွက်ကကျွန်တော်အဒီလောက်နဲ့ပဲကျွန်တော်ရပ်ပေးပါမယ်နောက်ရက်မှကျွန်တော်ထပ်ဆက်ပါမယ်အဲ့တော့နံပါတ်8ချက်က the most a trader learn about the market and how they behave uh the easier is will be for him to execute his trades ဒါပေါ့ဆိုလို့လဲဆိုတော့ကျွန်တော် trader တယောက်ဟာဈေးကွက်တွေအကြောင်းနဲ့ဒီ market ကဘယ်လိုပြုတ်မှုလဲဆိုတော့ပို့ပြီးတော့လေ့လာလေ့ ကျွန်တော်တို့အတွက်ကိုအရောင်းဝယ်လှုပ်ဆောင်မှုပို့ပြီးတော့လွယ်ကူလေးပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တာပါဟုတ်ပြီနော်ဒါကတော့လုံးဝမှန်ကန်တဲ့ကျွန်တော်တို့ trading မှာမှန်ကန်တဲ့အချက်ပဲအဲ့တော့ trader တယောက်ကဈေးကွက်အကြောင်းနဲ့ဘယ်လိုကျွန်တော်တို့ဈေးကွက်ဆက်သွားမလဲဆိုတာကိုကျွန်တော်တို့က fundamental အရာပဲဖြစ်ဖြစ် technical အရာပဲဖြစ်ဖြစ်လေးလာလေးလေးအဲ့ဒီ trader အတွက်အယောင်းဝယ်တွေလောက်ဆောင်ဖို့ပို့ပြီးတော့လွယ်ကူတွေပဲဆိုတာကိုဟိုဒီမှာပြောချင်တာဖြစ်ပါတယ်အဲ့တော့ agree or disagree ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့တော့ agree လို့ပြပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနေ့အတွက်ကတော့ကျွန်တော်အများကြီးပြောလို့ရှိရင်အရန်ဟိုဖြစ်သွားမှာဖြစ်တဲ့ကြောင့်ဒီ trading in the zone method class က trading in the zone နေရာ attitude survey number 6 chat အထိကိုဟိုကျွန်တော်ဒီမှာ knowledge sharing နေနဲ့ဖတ်ပြပေးသွားတာဖြစ်ပါတယ်။နောက်နေ့မြန်မာနံပါတ်6ကနေပြီးတော့ပြန်စပါဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။